ားပါရှင်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းရဲ့အမိန့်နဲ့ဟန်တာဝတီမျိုးအောင် ကံမောဇာတာဒီနန်းတော်ရဲ့ကျုံနဲ့မျိုးရိုးကိုပြန်လဲတူးဖော်ဖို့အတွက်ပဲခူးမျိုးပေါ်မှာရှိတဲ့ရက်ကွက်၅ခုကပြည်သူနေအိမ်ယာပေါင်းများစွာကိုမနေ့ကအပီးဖြတ်သိမ်းရမယ်လို့စစ်တပ်ကအမိန့်ပေးလိုက်ပါတယ်မြဝတီမြို့နယ်မှာထိုင်းပြန်စစ်တပ်က စ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်ပွားနေပြီးစစ်လင်ရင်တွေကလည်းဘုံတွေကျဲချကာစစ်ကူပေးနေတဲ့သတင်းအပါအဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်ရဲ့အမိန့်နဲ့ဟန်တာဝရီမြို့အောင်ကံမောဇာတာဒီနန်းတော်ရဲ့ကျုံးနဲ့မြို့ရိုးကိုပြန်လည်တူးဖော်ဖို့အတွက် ပဲဂိုးမြို့ပေါ်မှာရှိတဲ့ရက်ကွက်၅ခုကပြည်သူပိုင်းနေအိမ်ရာပေါင်းများစွာကို အပိဖြတ်သိမ်းရမယ်လို့စစ်တပ်ကအမိန့်ပေးလာတယ်လို့နေအိမ်အဖြတ်ခံရမဲ့ပြည်သူတွေက ရန်ကုန်ခေတ်စ်ကိုပြောပါရယ်အကြမ်းဖက်မင်းအောင်လိုင်းကဩဂတ်စ်3ရက်နေ့မှာပဲဂိုးကို လာရောက်ခဲ့ပြီးပဲဂိုးမြို့မှာရှိတဲ့ကမ်မောဇာတာဒီရွှေနန်းတော်ကြီးထိမ့်သိမ်းထားရှိမှုအခြေအနေကို လာရောက်လေ့လာခဲ့ပါရယ်အဲ့လိုလာပြီးတဲ့နောက်မှာတော့ဟန်တာဝတီမြို့တော်ဟောင်းနေရာကို ပြန်လည်ဖော်ထုတ်ဖို့နဲ့ဟန်တာဝတီမျိုးအောင်ကံမောဇာတာဒီနန်းတော်ရဲ့ကျုံးကိုလည်းတစ်စက်တည်းဖြစ်အောင်ဆောင်ရွက်သွားဖို့ကိုမင်းအောင်လိုင်းကအမိတ်ပေးခဲ့တယ်လို့သိရပါတယ်။အဲလိုမင်းအောင်လိုင်းကအမိတ်ပေးပြီးတဲ့နောက်မှာစစ်တပ်နဲ့ဘကိုးတိုင်းအစိုးရကပထမအတုပ်အနေနဲ့ဟန်တာဝတီမျိုးအောင်ကျုံးနဲ့မျိုးရိုးပြန်လည်တူးဖော်ဖို့အတွက် ဆိုရှယ်လေးရက်ွက် မော်ကန်ရက်ွက်ပုံနာစုရက်ွက် စက်ကြာချမ်းရက်ကွက်အလင်းရောင်ရက်ကွက်တွေအတွင်းကနေအိမ်တွေအားလုံးကို မနေ့ကစက်တင်ဘာလ3ရက်နေ့မှာနောက်ဆုံးထားဖယ်ရှားရှင်းလင်းဖို့အမိန့်ပေးလာတယ်လို့သိရပါတယ်။ပဲခူးမျိုးကမြို့ကန်စီးပွားရေးလုပ်ငန်းရှင်တဦးကတော့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပဲခူးမျိုးကပြည်သူတွေအားတက်ကြွစွာပါဝင်ခဲ့ကြတဲ့အတွက်မင်းအောင်လှိုင်က မြို့ဟောင်းနဲ့ကျုံမြို့ရိုးတွေကိုပြန်လည်တူးဖော်ရေးအကြောင်းပြကပြည်သူတွေရဲ့နေအိမ်တွေကိုအတင်းအဓမ္မဖျက်သိမ်းခိုင်းနေတာလို့သုံးသပ်ပြောပါတယ် ်ပဲခိုးမြို့မှာ2021ခုနှစ်ဧပြီလ9ရက်နေ့မနက်အာရုံမတက်မီမှာမြို့ပေါ်မှာရှိတဲ့စန္နာပြတပိတ်စခန်းတွေကိုတမ89ခွန်တက်ကဥဆောင်ပြီးအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်နှိမ်နှင်းခဲ့တာကြောင့်လူငယ်နဲ့ပြည်သူ80ကျော်ထပ်မံနေတေဆုံးခဲ့ရပါတယ်။ဒါအတူပဲခိုးတိုင်းတောင်ကူမြို့မှာလည်းမင်းအောင်လိုင်အမိန့်နဲ့ကေတုမတီရှေးအောင်နန်းတော်မြို့ရိုးနဲ့ကျုံးကိုပြန်လည်တူးဖို့တိဆောက်ဖို့ဖုံကြီးကျောင်းနဲ့တီလာရှင်ကျောင်း20ကျောင်း ဖျားတဆူခရိယံဖျားကြောင့်တခုရက်ကွက်တွေကိုစစ်တပ်ကဖယ်ရှားခိုင်းနေပြီလို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်နိုဖိုးရွာနဲ့ထီးမူထရွာဘက်ကို ထိုင်းကို ထွက်ပြေးပြီးပြန်ဝင်ရောက်လာတဲ့စစ်သားတွေကိုစူပောင်းထားတဲ့စစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်ပွားနေပြီးစစ်လေရင်တွေကလည်းဘုံးတွေကျဲချတာနဲ့အတူ စစ်ကူပေးနေတယ်လို့ကရင်စစ်ရေးတရင်ရင်မြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကစက်တင်ဘာလ2ရက်နေ့မှာ BGF ရဲ့ဗိုလ်မုတ်တုံလက်အောက်ခံအဖွဲ့ကတေဖို့ပေးမှုနဲ့အတူထိုင်းနိုင်ငံကိုထွက်ပြေးပြီးမြဝတီကိုပြန်လည်ရောက်ရှိလာတဲ့ခါလာယာ2ခွန်ကတက်ရင်ကအကြံပတ်စစ်သား100ခန်းဟာနိုဖိုးရွာနဲ့ထီးမူထရွာဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့် KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်နေပြီးစစ်ကြောင်းတစ်ခုလိုပိတ်မိကား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာပိတ်မိနေတဲ့စစ်ကြောင်းကို ဖောက်ထွက်နိုင်မှုအတွက်မနေ့ကစက်တင်ဘာလ3ရက်နေ့မနက်ပိုင်းအထိကိုလက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်နေကလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲတာကြောင့်နို့ဖိုးရွာနဲ့ထီးမူထားရွာသားတဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ KNL ဘက်ကလည်းအပိုင်ပစ်ကွင်းတွေကနေပစ်နေရကြောင်းစစ်မှုထမ်းသက်သားတွေတော်တော်များများတေဆုံးပြီ တော်လန်ရေးတပ်ဖွဲ့ဘက်ကတော့၄၅ရောက်လောက်တန်ရာရရှိတယ်လို့သိရပါတယ်။မနေ့ကနေ့လယ်၁၂နာရီခွဲဝင်းကျင်အချိန်ကအကြမ်းဖက်စစ်တပ်ရဲ့စစ်လေရင်တွေဟာမြဝတီမြို့နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုဘုံးတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲလိုပဲကော့ဂရိတ်နဲ့မြဝတီအကြားကအာရှလမ်းမကြီးပေါ်မှာရှိတဲ့တောနော်ရေတကွန်ဘက်မှာလေအကြမ်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်ကတက်လန်းကအကြိမ်ကြိမ်ပြန်လည်ဆုတ်ခွာနေရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်တပ်ဟာမြေပြင်မှာအသာစီးရနေတဲ့ပုံစံနဲ့စိတ်တက်စစ်စင်ရေးတွေလှုပ်ဆောင်နေပြီးတိုက်ပွဲတွေအတွင်း drone နဲ့တိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့ NUG ဆိုရကာကွယ်ရေးဝင်ကြီးဌာနလက်အောက်မှာရှိတဲ့ အထူးတိုင်းစစ်ဌာနကအကြမ်းဖက်စစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲမပြုလုပ်နိုင်ဖို့အတွက်ကိုစစ်စင်ရေးတွေပူးတွဲဖော်ဆောင်မယ်လို့အထူးတိုင်းစစ်ဌာနတိုင်းကုတ်ကဲရင်မူရဲဘော်အောင်ဆန်ရှားကရန်ကုန်ခေတ်ကိုပြောပါရယ်၂025ခုနှစ်ဇန်နဝါရီလပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်ကအထူးတိုင်းစစ်ဌာနကိုကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာအခြေပြုဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နီးပြူအားတွေတပ်ရင်းတပ်ဖွဲ့တွေ drone လက်ရုံတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားတွေနဲ့တောင်ပိုင်းမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နီးပြူအား၅ခုနဲ့စုဖွဲ့ထားတဲ့တိုင်းစစ်ဌာနတစ်ခုဖြစ်ပါတယ်။အထူးတိုင်းစစ်ဌာနစစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ KNU, KNL တပ်တွေနဲ့အတူ ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ ရေးတဝဲဒေသတွေအပြင်ပဲခူးတိုင်းစစ်ဌာနရန်ကုန်တိုင်းစစ်ဌာနတွေနဲ့ပါပူးပေါင်းပြီးပဲခူးတိုင်းအတွင်းမှာရှိတဲ့နေမြေတချို့မှာစစ်ရေးဖော်ဆောင်က နေမြေစိုးမိုးရေးလုပ်ငန်းတွေကိုစောင်ရွက်နေရလို့သိရပါတယ်။ဒါအပြင်အထူးတိုင်းစစ်ဌာနစစ်ရေးလှုပ်ရှားမှုနေမြေတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရဘို့နဲ့ရွေးကောက်ပွဲအကြောင်းပြုပြီးနေမြေထဲတွင်တဲ့ထိုးစစ်တွေမှာလေနေမြေလုံးဝလုံးဝမဆုံးရှုံးစေဖို့ ပြည်သူလူထုလုံခြုံရေးနဲ့အကာအကွယ်ပေးရေးကိုဦးစားပေးသွားမယ်လို့သိရပါတယ်။ပြည်သူကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ရဲ့မဟာဗျူဟာစစ်ရေးညီမှန်းချက်တွေ EOS တွေရဲ့စစ်ရေးညီမှန်းချက်တွေကိုအတူတကွလက်တွဲဖော်ဆောင်သွားမှာဖြစ်ပြီးစစ်တောင်းမြစ်ဝအခြေပြုကဘကိုးရန်ကုန်စစ်စင်ရေးတွေကိုလည်းနှိစက်ရတိုင်းစစ်ဌာနတွေနဲ့အတူလက်တွဲချိတ်ဆက်ဖော်ဆောင်သွားမယ်လို့သိရပါတယ်။အထူးတိုင်းစစ်ဌာနမှာအမှတ်9831တက်ရင် အမတ်ခွန်ရှိသုံးညာနှစ်တက်ရင်အမတ်ခွန်ရှိသုံးညာလေးတက်ရင်အမတ်ခွန်ရှိသုံးညာငါးတက်ရင်ကော့ဘရာတက်ရင်စစ်ကြောင်းတက်စစ်ကြောင်းနှစ်တသိန်းသက်တက်ရင်ဒေါနာတက်ရင်စစ်ကြောင်းတက်စစ်ကြောင်းနှစ်စစ်ကြောင်းသုံးတောင်ညိုတက်ရင်စောက်တန်ဤကဲတက်ရင်ငကပြူတက်ရင် SOG တက်ရင်တို့ပါဝင်တဲ့ပြင်တိုင်းစစ်ဌာနရဲ့စစ်ဆေးရေးကုကဲမှုအောက်က1830ညတဲ့ drone တက်ရင် SDDF drone အထူးတက်ဖွဲ့ ရောင်နီ drone အထူးတပ်ဖွဲ့နဲ့ Cloud Winds drone အထူးတပ်ဖွဲ့တို့လည်းပါဝင်ပါတယ်။ဒါအတူအထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးကုကဲမှုအောက်မှာကာကွယ်ရေးဝန်ကြီးဌာနတရင်အတီပြုကုတ်မကြသေးပဲစီစစ်ဆဲဖြစ်တဲ့ PDF တရင်တုံးရင်နဲ့ drone တပ်ဖွဲ့နှစ်ဖွဲ့ရှိပြီးပကဖတွေအနေနဲ့မိုပကဖ၊ရန်ကုန်ပကဖ၊ပဲခူးခရိုင်ပကဖတို့ကလည်းတိုက်စစ်ဌာနရဲ့စစ်စင်ရေးကုကဲမှုအောက်မှာပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။ တဖက်မှာလည်းဂျာကာလာစီမံမူကြမ်းနဲ့ပတ်သက်ပြီးဆောင်ရွက်နေကြပါတယ်။မန္တလေးဒေသဂျာကာလာစီမံမူကြမ်းကိုအတည်ပြုပြဋ္ဌာန်းဖို့လှုံ့ဆော်နေပြီးအုတ်ချုပ်ရေးရန်တရားတွေကိုစတင်အကောင့်ထည့်ဖော်မယ်လို့မူကြမ်းရေးဆွဲရမှာပါဝင်ခဲ့တဲ့ Anti Gender Forces Coordination Committee Mandalay AFCC ကဥမြင့်အောင်မောရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့မှာမန္တလေးဒေသပြည်သူတော်လှန်ရေးအင်အားစုတွေနဲ့စုဖွဲ့ထားတဲ့ ပေါင်းဆက်ညှိနှိုင်းမှုစင်းကြံပထမအကြိမ်အစည်းအဝေးဖွင့်ပွဲမှာမန္တလေးဒေသဂျာကာလအစီမံမူကြမ်းကိုပနမအဆင့်အတီးပြွေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီဂျာကာလအစီမံမူကြမ်းကိုအတီးပြုပြီးရင်မန္တလေးတိုင်းလွတ်တော်ကိုပေးပို့ကအတီးပြု ပြဋ္ဌာန်းသွားမှာဖြစ်ပြီးအတီးပြုပြဋ္ဌာန်းပြီးပါကအုတ်ချုပ်ရေးကောင်စီဖွဲ့စည်းကတော်လန်ရေးစိုးမိုးထိန်းချုပ်နယ်မြေတွေအပါအဝင်စစ်တပ်ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပါ အုတ်ချုပ်ရေးရန်ရရကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ချိတ်ဆက်ညီနိုင်ပြီးဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။မန္တလေးဒေသမှာရှိနေတဲ့စိုးမိုးထိန်းချုပ်ထားတဲ့အုတ်ချုပ်ရေးလေပတ်နိုင်တဲ့နေရာတွေမှာလေယာဉ်နယ်တွေမဖြစ်ဖို့အတွက်အုတ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကိုစနစ်တကျဖော်ဆောင်ပြီးတော့မှပြည်သူလူထုအကျိုးလုံနိုင်ဖို့အတွက်ရည်ရွယ်ချက်နဲ့ ကြားကာလနိုင်ငံရေးစီမံကိုရေးဆွဲခဲ့တာပါလို့ Anti Gender Forces Coordination Committee Mandalay AFCC ရဲ့ဦးမြင့်အောင်မိုးကပြောပါရယ်။အဲ့ဒီမန္တလေးဒေသကြားကာလနိုင်ငံရေးအစီမံမူကြမ်းကို2024ခုနှစ်အော်တိုလာပိုင်းကနေစတင်ပြီးအစုအဖွဲ့6ခုကကိုယ်စားလှယ်အယောက်40နဲ့ဖွဲ့စည်းကစတင်ရေးဆွဲခဲ့တာဖြစ်ပါရယ်။အဲ့လိုရေးဆွဲရမှာလေမန္တလေးဒေသ ပြည်သူတွေရဲ့သဘောဆန္ဒတွေအကြံပြုချက်တွေကိုမြေပြင်ကွေးစင်းနာနဲ့ အွန်လိုင်းကနေတဆင်လဲနားထောင်ရယူပြီးရေးဆွဲခဲ့တဲ့ပြင်တိုင်ပင်ဆွေးနွေးသင့်တဲ့အစုအဖွဲ့အသီးသီးနဲ့လဲတိုင်ပင်ဆွေးနွေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီးရေးဆွဲခဲ့တာလို့သိရပါတယ်ရှင်ရှမ်းပြည်နယ်ဘက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ့်ပိုက်ထားတဲ့တီဘောမြို့နယ်ဘောဂျိုကြီးရွာအနီးကိုစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလေကြောင်းတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူတို့အထူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကစက်တင်ဘာလ3ရက်နေ့နေ့လယ်7:35မိနစ်အချိန်မှာစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲရက်130တိုက်လီရင်နဲ့တီဘောမြို့နယ်ဘောဂျိုကြီးရွာကိုဘုံကျဲချခဲ့တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်၅လုံးထပ်မံပျက်စီးသွားတယ်လို့သိရပါတယ်။ အခုလိုပဲဇူလိုင်လအတွင်းမှာလေစစ်တပ်ကတီဘောမြို့ကိုလေလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီးအမျိုးသမီးတဦးနဲ့အမျိုးသားလေးဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်၁၈လုံးနဲ့စာသင်ကျောင်းတကြောင်တို့ထိမှန်ပျက်စီးခဲ့ပါတယ်။ဩဂတ်စ၉ရက်နေ့ကလေအကြမ်းဖက်စစ်တပ်ကတီဘောမြို့အနီးမှာရှိတဲ့ဆောက်လုပ်ရေးအရာရှိရိတ်သားဝင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လေနေအိမ်တွေကတော့ထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါအပြင်ဩဂုတ်လ18ရက်နေ့မနက်9:00နာရီခွဲနဲ့မနက်9:35မိနစ်အချိန်မှာတီဘောမြို့ပေါ်မှာရှိတဲ့တောင်မြို့ရက်ွက်နဲ့အနောက်ရက်ွက်ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။ကရင်ပြည်နယ်ဘက်ကိုကြည့်အောင်ပါကရင်ပြည်နယ်ဖမ်းခရိုင်ပိုင်ကြုံမြို့နော်တကီအခြေခံပညာအလဲတန်းကျောင်းကို အကြံဘတ်စစ်တပ်ကအသေးခံဒရုန်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာကြောင့်ကျောင်းသားတအူအပါဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဘိုးကထုတ်ပြန်ထားပါတယ်။မနေ့ကစက်တင်ဘာလ3ရက်နေ့မနက်9:50မိနစ်ခန့်မှာအကြံဘတ်စစ်တပ်ကပိုင်ဂျုံမြို့ကရင်ပညာရေးနဲ့ရင်းချင်းမှုဌာန KECD လက်အောက်မှာရှိတဲ့ကော်တူလေးကျောင်းအမှတ်ခွန်3ရက်8နဲ့နော်တခီအခြေခံပညာအလဲတန်းကျောင်းကိုအသေးခံဒရုန်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဖောက်ခွဲတိုက်ခိုက်ချိန်မှာကလေးငယ်တွေကြောက်တက်နေတဲ့အချိန်ဖြစ်တာကြောင့်နော်တကီကျေးရွာစာတင်ကျောင်းကဆီယာမတူဆရာတူနဲ့ကျောင်းသားငယ်တူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျောင်းရုံးကတလုံးနဲ့ပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာကျောင်းသူကျောင်းသားတွေကြောက်တက်နေချိန်တိုက်တာကြောင့်အကြမ်းဖက်စစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့ကလေးငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာလို့ KNUBO ကပြောထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းတိုင်ဦးမြို့နယ်အမှတ်9ရပ်ကွက်ဖအားဝဲအုတ်ချုပ်ရဲမှုလည်းဖြစ်ပြီးပြူစောတိခေါင်းဆောင်လည်းဖြစ်တဲ့ခင်ဝင်းပြစ်ခတ်ခံရပြီးတေဆုံးသွားတယ်လို့တော်လန်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့ညနေ6:40မိနစ်အချိန်မှာဒိုင်ဦးမြို့နယ်အမှတ်9ရပ်ကွက်ဖအားဝဲအုတ်ချုပ်ရဲမှုခင်ဝင်းဟာဖဲဝိုင်းကနေပြန်လာတဲ့အချိန် Nine Star UG အဖွဲ့ကလမ်းကနေစောင့်ပြီး တနက်နဲ့၅ချက်ပြစ်ခတ်ခဲ့တာမှာခင်ဝင်းကို၃ချက်ထိမှန်ကနေရာမှာတွင်ပွဲချင်းပြီးသိဆုံးသွားတယ်လို့သိရပါတယ်။အုတ်ချုပ်ရည်မှုခင်ဝင်းဟာ NLD လက်ထက်ကတည်းကရက်ွက်အုတ်ချုပ်ရည်မှုလှုပ်ဆောင်ခဲ့သူဖြစ်ပေမဲ့လေစစ်အာဏာသိမ်းချိန်မှာတော့ပြည်သူလူထုဘက်ကနေမရက်တီတော့ပဲစစ်တပ်ဘက်တော်သားဖြစ်ခံယူကစန္နာပြပြည်သူတွေကို မတရားဖမ်းဆီးစေခိုင်းတာမတရားငွေညစ်တာ CDM ဆရာဆရာမတွေအပေါ်ကို နီးမျိုးစုံအကောက်ကြံကဖန်စီနှိပ်ဆက်ထောင်ကျစေခိုင်းတာနဲ့တော်လန်ရေး UG အဖွဲ့တွေနဲ့ပတ်သက်ပြီးတည်င်းပေးစုံစမ်းတာတွေကိုကျူးလွန်ခဲ့ပါတယ်။ဒါအပြင်ခင်ဝင်းကစစ်မှုထမ်းဥပဒေအသက်ဝင်လာတဲ့အခါမှာစစ်မှုထမ်းကြီးအဖြစ်ပြည်သူတွေကိုချိန်ချောက်ငွေကောက်ခံတာစက်ကြီးကောက်ခံတာလောင်းကစားဝိုင်းတွေနဲ့ပြည်ထစာ လုပ်ငန်းတွေကိုလိုင်းကျေးယူဖွင့်လှစ်ပေးတာနဲ့စစ်တပ်ရဲတွေနဲ့ပူးပေါင်းပြီးပြည်သူလူထုကိုဖိနှိပ်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။ ဟင်ဝင်းကိုရှင်းလင်းခဲ့တဲ့ Nine Star UG အဖွဲ့မှဒုတိယအကြိမ်မြောက်စစ်စင်ရေးလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပထမအကြိမ်အဖြစ်2024ခုနှစ်မှာလဲအုတ်ချုပ်ရေးမှုခင်ဝင်းရဲ့အဖွဲ့ကို ပြစ်ခတ်ခဲ့ပေမဲ့လေဘေးရှက်ထီဒန်ယာနဲ့အသက်ဘေးကနေလွတ်မြောက်သွားခဲ့ပြီးသူ့ရဲ့တပည့်ယာအိမ်မှုခင်မောင်အေးသာတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်ကလာမဲ့ဒီဇင်ဘာလမှာပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲကို ပူပေါင်းပါဝင်တဲ့အုတ်ချုပ်ရေးမှုတွေယာအိမ်မှုတွေဆယ်အိမ်မှုတွေနဲ့စစ်ကောင်စီ အလိုကျနိုင်ငံရေးပါတီဝင် ပုဂ္ဂိုလ်ကြီးတွေအားလုံးကို9 star UG ကတတိပေးလိုက်တယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ရှားပါ။